်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ထန်းပူရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စစ်တပ်လေထီနဲ့ဘုံကျဲလို့အော်တိုဘားလ20ရက်နေ့ညနေပိုင်းကဒေသခံတယောက်သေဆုံးပြီးနှစ်ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ အဲ့ဒီညနေခင်းကစစ်တပ်ကပါရာမော်တာတက်74ထိ2စီးနဲ့တိုက်ခိုက်မှု3ချိန်ပြုလုပ်သွားတာဖြစ်ပြီးတိုက်ခိုက်မှုအတွင်ထန်းပူရွာက3ရောက်ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီတွေကဒဏ်ရာပြင်းထန်တဲ့အမျိုးသားတစ်ယောက်ကသေဆုံးသွားတာဖြစ်တယ်လို့ဒေသခံရွာသားတစ်ယောက်ကပြောပါရယ်ထန်းပူရွာဟာအင်ဂျင်200ကျော်ရှိတဲ့ကြေးရွာတစ်ရွာဖြစ်ပြီးစလင်းကြီးမြို့ရဲ့မြောက်ဖက်မှာတည်ရှိတဲ့ကြေးရွာဖြစ်ပါရယ် အဲ့ဒီနေရာကစီးရဲတင်းမာနေတဲ့နေရာနဲ့အတော်ဝေးပြီးကာကွယ်တပ်ဖွဲ့တွေလှုပ်ရှားတဲ့နေမြေလည်းမဟုတ်သလိုစစ်တပ်စုမိုးတဲ့နေမြေနဲ့အနီးအနားကရွာဖြစ်တယ်လို့လည်းဒေသခံပြည်သူကာကွယ်ရေးရဲဘော်တယောက်ကပြောပါရရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကနေကြောင်မဲကိုပြန်တဲ့စစ်ဆောင်ကားတစီးဟာအော်တိုဘားလ20ရက်မနက်7:00နာရီဝန်းကျင်မှာတိမ်းမောက်ခဲ့ပြီးထိခိုက်ဒေဆုံးသူတော့မရှိခဲ့ဘူးလို့လာရှုကစစ်ဆောင်အရေးကူညီပေးနေသူတွေစီကနေသိရပါဗျ လာရှုကနေကြောင်မဲနောင်ပိန်နဲ့နောင်ချိုကိုပြန်တဲ့စစ်ဆောင်262ရောက်လိုက်ပါလာတဲ့20စီးပါရင်းနှင်းကမက်တူကာဒစီဟာနောင်မွန်ကြီးရွာအုပ်စုနောင်ကွဲလမ်းမှာဆနဘိန်ရင်ကိုကြော်တက်ရကနေတိမ့်မောက်သွားတာလို့သိရပါဗျ။တိမ့်မောက်သွားတဲ့ကားပေါ်မှာရင်မောင်းမျိုးသမီးတစ်ယောက်နဲ့အတူစစ်ဆောင်မိသားစု9ယောက်ပါဝင်ပြီးရင်မောင်းမျိုးသမီးကမစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက်လာရှုစစ်ရုံကိုပြန်ပို့ထားရတယ်လို့စစ်ဆောင်အရေးကူညီပေးနေသူကပြောပါဗျ။ ကြောင်မဲနောင်ချုံနဲ့ဒီပေါမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်လာရှုမျိုးကိုတင်းရှောင်လာတဲ့စစ်ရှောင်တွေကနောင်ချုံကြောင်မဲနဲ့နောင်မွန်ကစစ်ရှောင်2000ကျော်နေရပြန်နေပြီးနံပါတ်2မျိုးကစစ်ရှောင်2000ကျော်ကျန်နေသေးတယ်လို့သိရပါဗျ။စကောင်စီဟာ TNL ထိန်းချုပ်ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီးဇက်တိုက်လေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလည်းပြုလုပ်နေပါတယ်ရှင်။ဟုတ်ကဲ့ပါ။လာမယ့်အော်တိုဘားလ28ရက်မှာမဲဆွေကာလစတင်မှာဖြစ်ပြီး ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့2025ရွေးကောက်ပွဲမှာသတင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့်အကြောင်းမေးမြန်းတော့အခုလိုပြောလိုက်တာပါ အဲ့ဒီ electronic စနစ်ဆိုတဲ့ဟာကိုပြည်သူတွေကဘယ်လောက်ထင်ရှင်နေလဲပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာလည်းမူတည်တယ်။နောက်အရှိမပြောခဲ့သလိုပဲအခုဆိုရင်သတင်းမီဒီယာသမားတွေကအာတကယ်လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေဆိုတာပြည်တွင်းမှာအလုပ်လုပ်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်နော်။အကောင်လုံးက AI အနေနဲ့ပြပောက်ထွက်ပြေးတိတ်ရှောင်ပြီးတော့ပြပအနေပြီးတော့အလုပ်လုပ်နေရတယ်။အဲ့တော့မြင့်မြင့်ကိုတွေ့အဲကျမတို့ဟိုစောင့်ကြည့်လေ့လာဖို့မရှိဘူး။အရင်တော့ကဒီရွေးကောက်ပွဲတွေမှာဆိုလို့ရှိရင်တော့ဒါအာဒီလက်တွေပေါ့နော်မဲထဲတယ်မဲပုံးနေတဲ့မဲစနစ်တွေနဲ့ဒီမဲလက်မှတ်တွေနဲ့ထည့်တဲ့ဟာမျိုးတွေကို မီဒီယာတွေကစောင့်ကြည့်သတင်းမီဒီယာတွေကစောင့်ကြည့်ခွင့်ရှိတယ်။အခုချိန်မှာစောင့်ကြည့်ခွင့်လည်းမရှိဘူး။နောက်တစ်ခုကပြောင်းသွားတဲ့စနစ်ပေါ့နော်။အဲ့လိုစနစ်ဖြစ်တဲ့အခါမှာဘယ်လောက်ထိဒီပြည်သူတွေယဉ်ကျေးမှုရှိလဲဆိုတာကိုလည်းသတင်းမီဒီယာကဒါဟိုပညာပေးတာမျိုးလုပ်နိုင်ရမှာ။ဒါပေမဲ့အဲ့ဒီအတွက်တောင်မှသတင်းမီဒီယာတွေကအာသတင်းရပိုင်ခွင့်မရှိတဲ့အခြေအနေမျိုးမှာရှိနေတဲ့အခါကျတော့ဒါအမတန်ဟိုဟိုအနေများတဲ့အနေထားတစ်ခုလို့ပြောလို့ရတယ်။အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာ ကာကွယ်ရေးဥပဒေကိုထုတ်ပြန်ပြီးဖမ်းဆီးထောင်ချနေတာဟာလဲလူ60လောက်ရှိလာပြီးဒီထဲမှာသတင်းသမားတွေလည်းပါဝင်နေတာပါဒီကောက်ပွဲတစ်ခုလွတ်လပ်တယ်မလွတ်လပ်ဘူးဆိုတာတရင်လွတ်လပ်ခွင့်နဲ့လဲဆိုင်တယ်တရင်လွတ်လပ်ခွင့်ဘယ်လောက်ပေးလဲပေါ့မှာမတည်တာပေါ့အဲ့တော့တရင်လွတ်လပ်ခွင့်မပေးတဲ့ရွေးကောက်ပွဲကလွတ်လပ်တဲ့တရင်ရွေးကောက်ပွဲမဟုတ်ဘူးစိတ်ချတဲ့ရွေးကောက်ပွဲမဟုတ်ဘူး ရွေးကောက်ပွဲလွတ်လပ်တဲ့ရွေးကောက်ပွဲအဲတိတ်ခသမာဓိရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဟိုခေါင်းငါရက်တွေအများကြီးပေါ့ကအဲ့မှာအာတစ်ချက်ကအရေးကြီးဆုံးတစ်ချက်ကသတင်းလွတ်လပ်ခွင့်ရှိရမယ်။နောက်ပြီးတော့ပါတီတွေရဲ့အဲလွတ်လပ်စွာအာရှင်းပြိုင်ခွင့်မဲဆွဲစည်းရုံးဝင်စသဖြင့်ဒါတွေရှိရမှာပေါ့။အခုကရှင်းပါတဲ့ဒီရွေးကောက်ပွဲကအာအမြင်ခံမဲ့လေ။ဘာမှဘာမှဝင်မှုပေါ့ဗျာ။လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေအရအဖမ်းခံရသူတွေဟာ အချင်းယုံတရားစီရင်ခံရပြီးထောင်ခွန်နှစ်ထိကြခံရသူတွေလည်းရှိနေပါတယ်။ရွေးကောက်ပွဲလုပ်တယ်ဆိုတာကအဓိကမန္တန်ကြီး၃ရက်လုပ်ဖို့လုပ်တဲ့ခြေလှမ်းအစဖြစ်တယ်။ဥပမာအုပ်ချုပ်ရေးပဲဖြစ်ဖြစ်တရားစီရင်ရေးပဲဖြစ်ဖြစ်တခြားသောဒီဥပဒေပြုရေးပဲဖြစ်ဖြစ်ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာဒါကိုစောင့်ကြည့်ဝေဖန်ပြီးတော့တရားမြတ်တရရလားဘလို့ဖြစ်တယ်လဲရွေးချယ်တာဘလို့ဖြစ်လဲပြည်သူကိုယ်စားလှယ်လေးဘလို့ဖြစ်နေတာလဲဟိုစတုဒ္ဒမန်နိုင်ငံလောက်ရတဲ့ပွဲဖြစ်တယ်ကြည်စောင့်ကြည့်ရတဲ့ပွဲဖြစ်တယ် ဲ့တော့အဲ့လိုဆက်ဆက်နေတဲ့ကိစ္စမျိုးမှာမီဒီယာသမားမှန်သမီးသတင်းဌာနသမီးသတင်းဌာနကိုပိတ်တဲ့သတင်းဌာနတွေကိုဟိုဘယ်လိုပြောမလဲပိတ်သိမ်းတဲ့သတင်းသမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့အခြေအနေကြားထဲမှာရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချိန်မှာလည်းသတင်းရေးလို့ရှင်တော့သတင်းတောက်တွေနဲ့ပတ်သက်တဲ့ချင်းချောက်တဲ့ဥပဒေကိုပြဋ္ဌာန်းတယ်ဆိုတော့အဲအဲ့လိုမျိုးပတ်သက်နေတဲ့ဟာတခုကိုဟိုဘလို့ခုနဆက်နွယ်မှုရှိလဲဆိုတော့သူတို့ကိုယ်တိုင်ဆက်နွယ်မှုရှိနေတာဒီလိုဖိနှိပ်တာပဲဖြစ်တယ် IPCM လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီရဲ့စည်ရင်းအရာလက်ရှိမှာသတင်းသမား40ကိုဖမ်းဆီးထားပြီးစစ်တပ်လက်ချက်နဲ့သတင်းသမား9ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်ခမကျွန်တော်မောင်တူပါ American သမ္မတ Donald Trump ရဲ့ကာပွဲခမ်းမသစ်တိဆောက်ဖို့အတွက်အင်ပီရိုအရှိဆောင်အစိတ်ပိုင်းတချို့ကိုစတင်ဖြိုချနေပြီဖြစ်ပါတယ်။အော်တိုဘားလ20ရက်နေ့မှာဆောက်လုပ်ရေးလုပ်သားတွေဟာ အရှိဆောင်ရဲ့စင်ဝင်တဲ့ပြည်ရင်းပေါက်တွေကိုစတင်ဖြိုချနေပြီးလုံဝခိမီအောင်ဆောင်ရွက်နေတာလို့ထရန့်ကမှတ်ချက်ပေးပါတယ်။အင်ပီရိုမှာပါတီပွဲကြီးတွေနိုင်ငံတော်ခီးစဉ်တွေတဲခင်းအခမ်းအနိုင်နဲ့ကပွဲခမ်းမတစ်ခုရှိဖို့သမရရိုင်းအိမ်မက်မက်ခဲ့ရတာအနှစ်150ကျော်လောက်ရှိပြီလို့ထရန့်ကရေးသားခဲ့ပါတယ်။ဒေါ်လာတန်း250ကုန်ကြမဲ့အင်ပီရိုကာပွဲခမ်းမဆောင်တစ်ကိုမူလရှိပြီးအဆောက်အုံတွေအနည်းမှတိဆောက်မှာဖြစ်ပြီးလက်ရှိအဆောက်အုံကိုမထိခိုက်ဘူးလို့ထရန့်ကဇူလိုင်လတုန်းကပြောခဲ့ပါဗျာ ဒီစီမံကိန်းကိုရက်ရောတဲ့မျိုးချစ်ပုဂ္ဂိုလ်တွေကပုဂ္ဂလိကပံ့ပိုးပေးထားတာဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။ဒါပေမဲ့ဘယ်သူတွေလှူဒန်းကြရဲဆိုတာအင်ဘီရောကအသေးစိတ်မထုတ်ပြန်သေးပါဘူး။ American Thamara ရဲ့အင်ဒေါ်ဖြစ်ခဲ့တာရာစုနှစ်နှစ်ခုကြာခဲ့ပြီဖြစ်တဲ့အင်ဘူရောရဲ့အရှိဆောင်ကို1902မှာတိစောက်ခဲ့တာဖြစ်ပြီး1942မှာနောက်ဆုံး moment ပြုပြင်ခဲ့တာဖြစ်ပါတယ်ရှင်။ DV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။